ဒေါ်လာပြည်သူအားလုံးပဲမင်္ဂလာပါမကြခင်မှာဂျပုနေဝင်ရှင်ကိုရောက်တော့မယ်လို့ကျွန်တော်တို့ကပြောလို့ရတယ်ဗျာ။ဘာလဲဆိုတော့မြန်မာနိုင်ငံမှာပူမိုနဲ့ဆိုင်နေတဲ့ပဋိပက္ခတွေကိုဂိုင်းတွယ်ဖြည့်ရှင်းမှုအချိန်တိတ်မကြံတော့တာအကြောင်းပြင်းထန်တဲ့အရေးယူဆောင်ရွက်မှုတွေလှုပ်ဆောင်မှုနော်အမေရိကန်လွှတ်တော်အမတ်များကနိုဝင်ဘာလ16ရက်နေ့မှာအတိပေးလိုက်ပါတယ်။ဒါအပြင်မြန်မာစစ်အုပ်စုရဲ့ဆက်ဆက်နေတဲ့နော်မြောက်ဒီကိစ္စပေါ့ဗျာ။ ဒါမြောက်ကြီးကိစ္စခိုင်းနေဟာပြက်နှံ့လာပြီးတော့နော်ဒါလူကုန်ကုန်မှုတွေစစ်ကောင်စီဟာဒါတရားမဝင်ရရှိရေးအတွက်တရုတ်နဲ့ရုရှားအပေါ်ကိုမိခိုနေတဲ့အကြောင်းတွေပါအဓိကပြဿနာတွေကိုလည်းထောက်ပြခဲ့ပါတယ်လို့ကျွန်တော်ပြောခဲ့ပါတယ်ဒါကိုလည်းအမေရိကန်နိုင်ငံသားကြီးဒါနိုင်ငံအမေရိကန်နိုင်ငံတောင်ရထရက်ကြီးကိုရိုင်ဟိုကလက်မှတ်ထိုးပြီးတော့လှုပ်ဆောင်နေတယ်လို့ကျွန်တော်တို့သိရပါတယ်မကြခင်မှာဂျပုနေဝင်ချိန်ကိုကျွန်တော်တို့ထိုင်ကြည့်ရမယ်ဆိုတဲ့နေသားတစ်ခုရှိပါတယ် ။ဒါကြောင့်မို့ကျွန်တော်တော်လန်ရေးကြီးအောင်မယ်ဆိုတဲ့နေ့ကိုစောင့်နေရတဲ့ညီကိုမောင်နှမတွေမကြခင်မှာဂျပုဇက်သိန်းတော့မှဖြစ်ပါတယ်။တော်လန်ပြည်သူအားလုံးပဲမင်္ဂလာပါ။ရန်ကုန်ကရွှေပေါက်ကံကတော့ဈေးဥပေါက်သွားပြီဗျ။နော်။ရန်ကုန်ရွှေပေါက်ကံဈေးဥပေါက်သွားပါပြီ။ရန်ကုန်မြို့နယ်မြောက်ဥပါမြောက်ကလာမြို့နယ်ကနော်။မြို့နယ်ရွှေပေါက်ကံမြို့နယ်ရက်ွက်အုတ်ချုပ်ရုံကိုမိုင်းခွဲပြီးလက်ပစ်ဗုံးတွေပြက်ကတ်တိုက်ခိုက်ခဲ့တယ်လို့ နော်ရန်ကုန်အာမီအဖွဲ့ကတာဝန်ရှိသူကပြောပါတယ်နော်ဒီခြားတဲ့အခါမှာရန်ကုန်အာမီရဲ့အနောက်ပိုင်းခရိုင်ပတ်ကဖားရိုပူပေါင်းစစ်ဆင်ရေးအနေနဲ့နိုဝင်ဘာလ19ရက်နေ့ည10:00နာရီခန့်မှာရွှေပေါက်ကံမြို့တိရက်ကွက်အုတ်ချုပ်ရည်ဘူးယုံကိုမိုင်းနှလုံးလက်ပစ်ပုံတစ်လုံးနဲ့တိုက်ခိုက်ခဲ့တာလို့သတင်းထုတ်ပြန်ထားပါတယ်။ဒါညဘက်အစာရှာရတာပြန်ပေးသမားတွေနော်အက်စစ်တယ်ဟိုလိုလိုဒီလိုလိုလောက်တယ်လူငယ်တွေကိုစစ်ဘူးထမ်းပေါ်တာဆွဲတယ်ဗောနော်အဲဒါအုတ်ချုပ်ရည်အနေနဲ့ဖိနှိပ်မှုတွေပေါ့ပြည်သူတွေပေါ်ဖိနှိပ်မှုတွေလောက်လာတာဖြစ်တဲ့အတွက်နော် တကယ်အုပ်ချုပ်ရေးမှုရုံးကိုကျွန်တော်တို့ပြင်လိုက်တာအုပ်ချုပ်ရေးမှုကိုထိတယ်လို့နော်ထိနိုင်တယ်လို့ကျွန်တော်တို့သိရှိရတယ်နော်အတဆက်ထဲမှာပဲပြောချင်တာကရန်ကုန်ကနော်ဗာလဲဆိုတော့ကြံ့ဖို့မဲဆွဲတာ2000ပေးမယ်ဆိုပြောပြီးတော့8000ပဲရလို့2000မရလို့8000ပဲရလို့ဆိုပြီးတော့ဒါသူတို့ကိုမဲဝင်းရံခဲ့တဲ့သူတွေကပြောဆိုနေပြီးတော့ဆဲဆိုနေတာပေါ့နော်။နွေမာလာ19ရက်နေ့နေ့လယ်ပိုင်းကရန်ကုန်မြို့တူဝနာအာကသာယုံမှာ လုတ်တဲ့ကြန့်ခိုင်ရေးပါတီမဲဆွယ်ဘွဲမှာလိုက်ပါဝန်းရံသူကိုငွေကျက်2000တောင်းနော်ပေးမယ်လို့ပြောပြီးခေါ်ပေမဲ့အမှန်တကယ်ရရှိတာက9000ကျပ်ပဲရတယ်လို့အဲ့ဒီမဲဆွယ်ဘွဲကိုရောက်လာသူတွေကပြောပါတယ်အဲ့ဒီမဲဆွယ်ဘွဲကိုလူအယောက်1000တောင်းနော်လူအယောက်1000အထိလာကြဖို့မူလကစီစဉ်ထားပေမဲ့အမှန်တကယ်ရောက်လာသူအရေအတွက်က1000ဝန်းကျင်သာရှိတယ်လို့လည်းဆိုပါတယ်2000ပေးမယ်လို့ပြောပြီးခေါ်ကမှတကယ်တကယ်ပြီးတဲ့ခါကျတော့9000ပဲရှင်းပေးရတချို့က6000ပဲရတယ်လို့ပြောပါတယ် အပြောနဲ့လုံးမညီဘူးလို့လဲကူကလာရောက်ဝင်းရံခဲ့တဲ့ကြံပိုးထောက်ခံသူတူဦးကနေပြီးတော့ပြောပါတယ်ဗျ။2000ပေးမယ်ဆိုပြီးတော့လာတာ9000ပဲရတဲ့သူနဲ့6000ပဲရတဲ့သူနဲ့နော်။အခုတော့အကြံဖက်စစ်တပ်နော်ဒီယူကောက်ပွဲလုပ်တဲ့ကြံဖွဲ့အကောင်တွေပြောနေပြီးပေါ့သူတို့ထောက်ခံတဲ့ကောင်တွေကဝင်းရံတဲ့ကောင်တွေကဘာပြောလဲဆိုတော့2000ပေးမယ်ဆိုပြီးတော့9000ပဲပေး။တချို့က6000ပဲရလို့ပေါ့နော်။တတိထားနေတော့ခင်ကြီးရေမင်းစောက်ခုတ်ကို9000ရရတဲ့6000ရရတဲ့ကောင်လေနော်ခဲနဲ့ပေါက်ခံရမယ် ကဲကျွန်တော်တော်လံပြည်သူအားလုံးပဲမင်္ဂလာပါပြည်သူကိုဒုက္ခပေးတဲ့ကောင်တွေတွားရနောက်ဆုံးလမ်းတိတ်လန်းဆိုတာမှတ်ပါတယ်ဘာလဲဆိုတော့ဖဲကုန်းနိုင်ရွာကိုမီးရှို့နေတယ်နော်ပီယန်နိုပုံမှုစမိုင်းပါစာမိပြီးတော့ဝေပြီးလို့ကျွန်တော်သိရပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းဖဲကုန်းမြို့နယ်မှာရှိနော်ဖဲကုန်းမြို့နယ်မှာရှိတဲ့ဘော်ရန်ကျွရွာကိုမီးတင်မီးဝင်ရှို့နေစင်မှာဒေါ်လာရင်းတက်ဖွဲ့ရေးစမိုင်းပါဖြစ် ပစ်ခတ်ခံရသဖြင့်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ဗိုလ်မှူးတဦးတည်ဆုံသွားတယ်လို့သတင်းရင်းမြစ်ကပြောပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ၁ရက်နေ့အတွင်းစစ်ကောင်စီလက်အောက်ခံ PNO ဗိုလ်မှူးခွန်ဆိုးအောင်ဦးဆောင်သောတပ်ဖွဲ့ကဘောရန်ကြေးရအတွင်းသို့ဝင်ရောက်ပြီးမီးရှို့စဉ်တော်လှန်ရေးတပ်ဖွဲ့များကြီးတိုက်ခိုက်ခြင်းခံခဲ့ရပြီး၎င်းမှာစလိုက်ပါအဖြစ်အပြစ်ခံရခြင်းဖြစ်တယ်လို့သတင်းရင်းမြစ်ကပြောပါတယ်။ရွာထဲကိုသူတို့ဝင်ပြီးမီးရှို့ရှင်းလင်းနေတဲ့အချိန်ပေါ့နော်။ တိုင်ပါနဲ့အပြစ်ခံရလို့တခါတည်းသေသွားပါတယ်တဲ့ပြီးခဲ့တဲ့တရက်ဘောရန်ကြီးရောင်မှာအပြစ်ခံရတဲ့ပွဲချင်းပြီးပွဲချင်းပြီးသေတယ်ပေါ့နော်ဒါအတုပပွဲလေသူ့ရွာမှာပဲလှုပ်ပြီးတော့ကလေးတယောက်သူ့ရဲ့သူ့ဒီမှာကလေးတယောက်ကြံခဲ့တယ်လို့၎င်းအောင်ပြောပါတယ်တောင်ကြီးမြို့နယ်ဇလံကြီးရောင်အုပ်စုဇလံကုန်းသားရွာမှာဖြစ်ပြီးတော့ကလေးတအူးနဲ့ဇနီးတဲ့ဖြစ်သူတို့ကြံရစ်ပါတယ်တဲ့ ၎င်းဒီမတည်ဆုံးခင်ကတိကစစ်ကောင်စီလက်အောက်ခံ PMO အတွက်လူစုဆောင်ခြင်းနဲ့၎င်းကိုယ်တိုင်ဥဆောင်ကတော်လိုင်းရေးတပ်ဖွဲ့များကိုတိုက်ခိုက်ခြင်းပြည်လူထုကြေးရွာများကိုမိရှုခြင်းပါဝင်သူဖြစ်ကြောင်းဒေသခံတရင်းမြစ်ကပြောပြကြရသိရပါတယ်တဲ့တခါတလေရှေ့တန်းကနေပြန်လာရင်သူတို့ဘလို့တိုက်ပွဲဝင်ရတယ်ရွာတွေကိုဘလို့မိရှုရှင်းလင်းရတယ်ဆိုတာမျိုးကြားလိရှိပြီးအခုတော့သူကန်အတိုင်းသူလုတ်ရက်အတိုင်းသူလဲတည်ရတာပဲလို့ဒါပြည်သူတွေကနေပြီးတော့ပြောဆိုထားပါတယ် ဒါလူဝင်ပါလာပေါ့နော်ကျွန်တော်တို့ဒါလူဝင်ပါလာအတွင်းမှာရှမ်းကင်ရီနေဆက်တိုက်ပွဲများအတွင်းမှာစစ်ကောင်စီလက်အောက်ခံပြည်နယ်လိုဘက်ကဗိုလ်မှူးခွန်ဆိုးအောင်ဗိုလ်မှူးခွန်ဖေးအပါဝင်ဗိုလ်မှူး၃ဦးထပ်မနေတိုက်ဆုံခဲ့တယ်လို့ဆိုပါတယ်ဒါပြည်သူတို့တက်တက်ဒုက္ခပေးတဲ့ကောင်တွေရဲ့တွားရလမ်းကတော့တလမ်းမရှိတဲ့တေလမ်းပေါ့ဗျာ